။ချန်ပီယံလိမ်းမှာကိုစီခြေစွမ်းပြနေကြတဲ့ United ကစားမဟောင်းနဲ့လက်ရှိ United ကိုကြည့်ပြီးရည်နေကြမလား။ပရိသတ်များအားဖြင့်လာများရွှေရောအိုင်ဘက်ခွန်ရှေကော online အချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။ချန်ပီယံလိဂ်ပြိုင်ပွဲမှာ United ကစားမဟောင်းနဲ့ကိုစီခြေစွမ်းပြနေကြပါရင်မဟာတန်မတ်တီတယောက်တည်းနဲ့ UE ထူးချွန်ပြောင်ပြောင်းတဲ့စွမ်းဆောင်ရည်ကိုပြသနေကြတာပါ။ ရက်ဖို့ကနယူကာဆယ်နဲ့ချန်ပီယံလိအုပ်စုဖွင့်ပွဲတော်ကနှစ်ဂိုးသွင်းပြီးမန်အော့တဲမတ်ရခဲ့တယ်။ပီအက်ဂျီနယ်ပွဲမှာဂိုးဖန်နီးပြနိုင်ခဲ့တယ်။ချန်ပီယံလိအုပ်စုဒုတိယမြောက်ပွဲအစဉ်တွေမှာတော့အီလန်ကဝိုင်လန်ဆာဗေဆာတို့မန်အော့တဲမတ်ဒီကိုကြီးရခဲ့ပြကြပါမယ်။ဝိုင်လန်ကနာပိုလီအတွက်နှစ်ဂိုးသွင်းယူပေးခဲ့ပြီးသူရဲကောင်းဖြစ်ခဲ့တယ်လို့ဂါနာချိုကလည်းချဲစီရခဲ့တဲ့အနိုင်ကိုရဲ့အဓိကဆက်ဆောင်ဖြစ်ခဲ့ပါတယ်။အသင်းကထွက်သွားတဲ့ကစားသမားတိုင်းခြေစွမ်းပြနေတာထိုးချွန်ပြနေတာကအထိုက်ဆိုင်မှုတစ်ခုထပ်တော့ပေါ်ပါတယ်။ ဒိုမီနီဆိုရင်လည်းပြီးခဲ့တဲ့ရာသီနာပလီအသင်းစီးရီချန်ပီယံဖြစ်ခဲ့ရမှာအဓိကကစားမဖြစ်ခဲ့ပါရင်ယူနိုက်တက်မှာပစွန်ကောင်တုံကြီးလို့ပရိသတ်တွေကသတ်မှတ်ခဲ့တဲ့ကစားမကနာပလီကစားကွဲ့ရဲ့အုံနောက်ဖြစ်နေတယ်လို့ဘယ်လိုရောမှလည်းအဆင်ဆက်ရှိရခဲ့ပါရင်ယူနိုက်တက်ကထွက်ရင်ကစားမတိုင်းကခြေစွမ်းပြလာနိုင်သလားတော့မဆိုနိုင်ပါဘူးအသင်းမှာအလုံးမဖြစ်ပေမဲ့အသင်းရဲ့ဝေးရာရက်မှာတော့ကစားမတိုင်းကခြေစွမ်းနေပြောင်းဂိုးတွေအတွင်း သင်္ဘောတွေဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်မှာဆိုရင်ဝိုင်လန်ဒီလိုဂိုးမျိုးအတွင်းတာတစ်ခါမှမမြင်ဘူးလို့ဆိုလို့ရပါတယ်။ဘာလို့မမြင်ဘူးလဲဆိုတော့ဘယ်အသင်းပေါ်မှာသူအဲ့လိုနေရာထားကစားရင်မကန်တင်ပေးလို့ပါ။ဝိုင်လန်ကတိုက်စင်မှုပါ။တိုက်စင်မှုဆိုတာကဂိုးဖန်တီးပေးမယ့်အသင်းပေါ်ကိုလိုအပ်ပါတယ်။ဟာလန်တို့အစင်တန်းမျိုးဘူးကိုဂိုးသွင်းနိုင်ဖို့အတွက်အသင်းပေါ်တွေဖန်တီးပေးတာကိုလိုအပ်သေးတာဖြစ်ပါတယ်။ဝိုင်လန်တို့လိုယူနိုက်တက်ကနေထွက်တဲ့ကစားသမားတွေဂိုးတွေသွင်းဂိုးတွေဖန်တီးပေးနိုင်ပေမယ့်ယူနိုက်တက်ကတော့ဒီအားဒီမှာဂိုးရဖို့အတွက်အကြောက်ခဲရင်ညှင့်နေရတော့ပါပဲ။ ဝိုင်လန်နေရာမှာစားထုတ်ဖို့ခေါ်ထားတဲ့ဗီတာမင်ရှက်ကိုလည်းကိုးရဖို့မနေ့ကစားနေရပါတယ်။ဒါကိုကြည်ချင်းအပြင်လက်ရှိ United အသင်းဟာဝိုင်လန်နေမှာကဘယ်ကစားသမားလာလာရုန်းကန်ရမယ့်အသင်းမျိုးဆိုတာသိသာနေတာဖြစ်ပါတယ်။ United ရဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာပြဿနာရှိနေပါပြီ။ကိုအသင်းကကစားမအသိဝယ်ရင်ဈေးကမိုးမြင့်ထိပေးရတယ်။ကိုအသင်းကပြန်ရောင်းရင်ကြာခွဲစည်းပေးရတယ်။ဒါကဆိုးလို့မှရင်ကစားမတွေဝယ်ပြီးအသင်းမှာဒေါင်ချာချာပြားချာချာဖြစ်အောင်မတော့နိုင်တော့ ပြန်ရောက်ရင်ဈေးကောင်းမရတာမဆန်းပါဘူး United ဟာအသင်းလိုက်တိဆောက်ထားပုံလဲနေတာလို့ဆိုရမှာပါ Chelsea ဆိုရင်ကစားမတွေပြန်ရောက်သမျှမြတ်ပါတယ် Jason ဆိုရင်ပြန်မဲ့ပရိသတ်တွေကသာလှောင်နေတော့ Bayern Munich ကဈေးကြီးပေးဝယ်သွားပါတယ် Marocki ကိုလည်း Arsenal ကပေါင်တန်း60ပေးသွားတော့ပါ United မှာကဒါမျိုးမရှိပါဘူးဒီဘက်ကအကြီး DF ကိုပေါင်တန်း80နဲ့ရောင်းနိုင်တယ်ဒါဝင်နူနီယာကိုလည်းပြောင်းရွှေ့ခြင်းမြင့်မြင့်မာမာနဲ့ Sorry ကိုပို့လိုက်နိုင်တယ်ပိုင်းရှင်ရဲ့အစီအမံခံမဲမှုပိုင်းကမေကုံထုတ်စရာဖြစ်နေပါပြီဝယ်သမျှအသုံးဝင်ပြန်ရောက်တော့ရှုံဒီတန်ရလဲနေတာအတော်လေးကိုကြာပါပြီနီးပြဆိုရင်လည်းအသေးအတွက်တကယ်ပေးဆက်မဲ့ကြားနာစူးစမ်းမဲ့သူ့ကိုခန့်တင်ပါတယ်အခုနီးပြ တယောက်ခတ်လိုက်သူစိတ်ကြိုက်လူဝယ်သွားလိုက်နဲ့နောက်နေပြရောက်လာတော့ရောင်းထုတ်လိုက်အစ်စ်ဝယ်လိုက်နဲ့တန်ရာလည်းနေတာဖြစ်ပါရင်မော်ရယ်ဘလုံးလောကမှာအသင်းအသေးလေးတွေကအစားစီမံခွင့်မှုပိုင်းမှာနောက်တစ်ဆင့်ရောက်နေပါပြီ Brighton Forest ဘုံမှာခွဲဆဲပဲလေးတို့ကိုအခု United သွားကန်လုံးဝမနိုင်ပါဘူး United တို့အမားတွေကလည်းတင်ကန်းစာအယူတင်နေပါပြီဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့အသင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေဒီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ